Hello ချစ်ရတဲ့ B Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုသုံးစံတိုင်းပဲ duty ဆိုတာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် March 16ရက်နေ့ရဲ့ညပိုင်းသတင်းတူသတင်းကောင်းတွေကိုကျွန်တော်နဲ့အတူတောင်းပါ reaction လောက်ကြမှာဖြစ်ပါရနော်ဟုတ်ကဲ့ကျွန်တော်ပထမအဆုံးသတင်းတူသတင်းကောင်းလိုရင်းတူရှင်သတင်းလေးကိုကျွန်တော်အရင်ဆုံးဖတ်ပြပေးပါမယ်နော် ပထမဆုံးသတင်းတစ်ပုဒ်ကတော့ကျွန်းစုတွေစစ်တင်းဘောအုပ်စုတိုက်ခတ်ခံရပြီးနောက်ဒဏ်ရာရှိခဲ့သောရေတပ်သား2ဦးကိုမြစ်မြိတ်မြို့သို့ပို့ဆောင်စင်မှာလမ်းမှာမျိုးစာဖြစ်သွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့လက်ခတ်တောင်တာဝါတိုင်းစခန်းကုန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား12ကောင် မျိုးစာဖြစ်ပြီးလက်နက်ခင်းရန်တချို့တိစေရမိတယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။ ကဲနောက်ထပ်သတင်းတို့ကတော့နိုင်ငံတော်ဝန်တင်ငင်အေဂျင့်ဖို့တိုက်ပွဲများရက်တက်ပြီးကြရင်အချမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကတိုက်တွန်းဆိုတဲ့သတင်းပဲဖြစ်ပါရနော်အဲ့တော့သူ့ဖို့လို့လည်းပြောရတယ်ဗောနော်နေ့တိုင်းမှာဒီပြည်သူတွေကိုဘုံကျင်းနေပြီးမှစစ်မတိုက်ဖို့စစ်ပွဲကိုရက်တက်ပြီးကြဖို့သူတောင်းဆိုထားတာဖြစ်ပါတယ်အဲ့ဒီတောင်းဆိုလိုက်တဲ့အကြောင်းရင်းကိုပြောတာကတော့နိုင်ငံကိုအန်တီအချောက်ဆင်ပြီးလွတ်ရည်တီကိုနိုင်ငံနဲ့ပြည်သူအချို့ရှေးရှုပြီးရက်တက်ပြီးကြဖို့မင်းအောင်လိုင်က52နှစ်မြောက်မိုးပြည်နယ်နေ့အခမ်းအနားကိုပေးပို့တဲ့တော်ဝင်လာမှာထည့်သွင်းပြောကြားထားတာဖြစ်ပါတယ်နော် ဲ့တော့ तू ကတော့နေ့တိုင်းမှာပြည်သူတွေကိုဘုံကျဲတယ်တက်ဖြတ်နေတယ်ဗောနော်ပြီးတော့ तू ကစစ်ပွဲကိုရက်တက်ပေးချဖို့ပြောသေးတယ်ဗောနော်တက်လက်တက်နိုင်တဲ့ကောင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့အာစာခေါင်းဆောင်အပါအဝင်လူ30ဦးကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကဖမ်းဆီးလိုက်ပြီးတရားမဝင်ဝင်ရောက်မှု ရာဇဝတ်မှုများဖြင့်စုံစမ်းစစ်ဆေးတိုက်ခိုက်မှုများလုပ်ရန်ရုပ်ဝတ်အစီအမံပြုလုပ်ခဲ့ပြီးရဲကပြောဆိုနေတဲ့သတင်းမျိုးဖြစ်ပါတယ်နော်အဲဒီတော့ဒီအာဆာတပ်ဖွဲ့ကတော့တည်တိုင်းပဲအာရခတက်တော်ကိုတိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပါတယ်နော်အခုချိန်မှာဆိုရင်အာရခတက်တော်ရဲ့ဒီဗိုလ်ချုပ်ထွတ်ပြနိုင်ရဲ့ပေါ့နော်အာနာဆက်ကဘင်္ဂလားဒေ့ရှ်မှာဘယ်လောက်တိုက်ရောက်နေပြီလဲဆိုတာကိုဒါကိုကြည့်သိနိုင်ပါပြီနော်ဒါအပြင်ဘင်္ဂလားဒေ့ရှ်ကအခုဆိုရင်ချမ်ပီယံစ်ကောင်စီနဲ့စကားမပြောတော့ဘဲနဲ့အာရခတက်တော်အေးနေပဲစကားပြောတဲ့အခြေအနေဖြစ်နေတဲ့အတွက်ဒီဗိုလ်ချုပ်ထွတ်ပြနိုင်ရဲ့ဒီအာနာတက်ရောက်မှုလက်တံကတော်တော်ကြီးကိုရှည်လျားနေပြီဆိုတော့ကျွန်တော်မြင်တွေ့ရဖြစ်ပါတယ်နော် နောက်ထပ်သတင်းပုဒ်ကလည်းဝေါ်မြို့နယ်တွင်ပြည်ထက်မြောက်ကိုစိန်ခေါ်ထားသည့်ပြူစောရီကောင်းဆောင်နေကိုဒရုန်းဖြင့်ပုံကျတိုက်ခိုက်မှုစစ်သား၄កောင်မျိုးစားဖြစ်သွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဗျာ။ကဲနောက်ထပ်သတင်းပုဒ်ကတော့ကျွန်တော်တို့မြင်းကြံဘလက်တိုက်ကအဖွဲ့ပေါ့နော်။မြင်းကြံမြို့ပေါ်ခမာယာဆန်ကစစ်စေးရီကိုတော်လိုင်းရေးပုံပေါင်းတက်တွေဝေရောက်ပစ်ခဲလို့စစ်အုပ်စု၃កောင်မျိုးစားဖြစ်သွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့တိုက်ခိုက်တဲ့အဖွဲ့ထဲမှာမြင်းကြံဘလက်တိုက်ကအဖွဲ့လည်းပါတယ်ပေါ့နော်။အဲ့တော့မြင်းကြံဘလက်တိုက်ကနေဘိုးကြီးထက်မြတ်တို့နဲ့အင်တာဗျူးထားတဲ့ဟာလေးကျွန်တော်တစ်ချက်နားထောင်ကြည့်အောင်နော်။ ဒီက၃ပေါင်စားရတယ်အဲကောင်တည်းကအဲ့မှာသူတို့သူတို့ချင်မတည့်ရင်သားပဲလေအဲ့ဒါကိုသူတို့ကအဲ့မှာကားတွေဆက်လိုက်ထရိုဒါကြီးတွေဆက်လိုက်ဆိုင်ငယ်တွေဆက်လိုက်လုံနေတာအဲ့ဒါရဲဘော်တွေကသွားပစ်လိုက်တာပေါ့ဩပြည်သူနှိမ့်ဆက်နေရပါဘောလေအာမြဲတမ်းပဲနော်ပြူတွေတို့ခွေးတွေတို့အမြဲတမ်းနှိမ့်ဆက်နေဟိုအဲ့မှာဂိတ်ကြလည်းကောက်တာတွေရှိတယ်ဒီတော့ဆက်ကြီးကောက်တာတွေလည်းရှိသူတို့မထင်မရှင်သူတို့ဖမ်းဆီးတာတွေလည်းရှိတယ်အဲ့လိုမျိုးတွေပေါ့ဟုတ်ကဲ့ အမ်တန်လူမန်ရှော့ပေါ့လောလောဆယ်နေထားတော့ညီတို့ဘောနော်ပြည်သူပြည်သူအတွက်ဘောနော်ရသလောက်သူချစ်ဆက်ပေးလိုက်တာဘိုက်တယ်ဘိုက်တယ်လုံးဝကွာအားရကြရည်တော့လမ်းမကြီးကွာအဖွဲ့တွေကြည့်ပြီးကြီးလဲကြီးချင်းတနာလဲတနာသီလားအဖသိုးလေးနဲ့ဟိုနားထိုင်လိုက်ကြီးနားဖုံးလိုက်နဲ့တကယ်ကွာတကယ်လေးစားဖို့ကောင်းတယ်အားလုံးလည်းထင်ပါတယ်ယူနီဖောင်းပြန်စင်နိုင်အောင်တော့ကြိုးစားနေပါတယ်အေးယူနီဖောင်းလည်းရေးတော့ကြီးတယ်ညီလေးကတည်လားဟယ်လို ်ကိုကြီးဘာပြောတာအော် uniform ကလည်းအရေးတော်ကြီးတယ်လို့ညီလေးကဟုတ်တယ်ကို uniform ကစင်တိုင်းကိုကျူးသားနေညီတို့ uniform ကတော့လူသေးအများကြီးမတက်နိုင်တော့လူညီတို့ဒီ OGU ပဲ OGU ပဲအဓိကအသုံးပြုတော့ပါဘာခု OG ပဲမှားထားတာ OG ကကြဈေးချိုးတယ်ဒီအဲ့လိုစစ်စစ်ဝတ်စုံတွေပဲ OG ဝတ်စုံစိမ်းရောင်ကြီးပဲညီတို့ကပရဒိတ်ကတ်ပြီးတော့တော့မို့တို့ညာသားတွေကအဲ့လို တင်ပေးရင်လည်းမကြိုက်တော့ဘူးကွာတိလာ point ဖဏတ်နဲ့မသွားဘူးလို့ညဖဏတ်နဲ့ပဲလွတ်လပ်တယ်လို့လောက်တာလို့ ဟုတ်တယ်ရောင်းရတဲ့သွားရှုံလွယ်တိုက်ပွဲပြီးတိုင်းသူတို့ညက်ဖက်နဲ့ပြပြဝယ်ပေးရတာကမောဆိုအခုသွားတော့နော်ပြည်သူတွေတခါလေးဖြုတ်ဖြုတ်ခဲ့တာပြည်သူတွေကတော်တော်ပူပေါင်းပြီးတော့ပါဝင်ပြီးရနော်အခုဟိုခုနဖြစ်စဉ်လေးကြည့်လိုက်တော့လေအဲချုပ်ပြည်သူဆိုနားထောင်ကြရနော်အဲဘယ်မှာဖုန်းမခေါ်နဲ့ဆိုအဲဟိုကတုတ်တုတ်တုတ်နဲ့သွားကြဟုတ်တယ်ဟုတ်တယ်ပြည်သူကတော့ပြောစရာမလိုပါဘူးပြည်သူကတော်တော်မိုက်ပါတယ်ဟုတ်တယ်ပြည်သူကတော့ချစ်ဖို့ကောင်းတယ် ဆက်လက်ပြီးတော့လဲပေါ့နော်အဲ့မြင်းကြံကတီတာယူမှုနဲ့အကြောင်းလည်းပတ်သက်ပြီးတော့လဲထပ်ပြီးပြောတာနားတော့ကြည့်အောင်နော်ဟုတ်ပါထမ်းပြီးသင်တဲ့ဆင်းနေရဆိုတော့ကျွန်တော်ထူးစစ်ကြည့်ရတော့ကောင်းကောင်းဆင်းရတော့မှလေတွေးနေတယ်အဲ့အဲ့အကြောင်းလေးတွေလုံးပါအောင်အဲ့ပါလေဟိုကတီတာယူမှုလားဟုတ်လားဟုတ်တယ်ဟုတ်တယ်တီတာယူမှုကိုကြီးသူသူသူဘလို့တွေပြင်ဆင်နေရသူကြည့်ရသူဗာလေသူအိမ်ရှိမှဆိုရင်သူဟိုဘက်ပိတ်ဒီဘက်ပိတ်သူကအဲ့လိုမျိုးပိတ်ထားတာဆိုဟုတ်လား ဟုတ်တယ်ဟုတ်တယ်ကိုရမမြောက်ကလုတ်ချင်းတော့တူးထားရပြောတယ်အရပါလေအချိန်တိုင်းချိန်တိုင်းတွေ့မှာပါအချိန်တိုင်းမင်းတို့တောင်စားရင်စားနေရ။ဒါပြောရတော့ကွာ။ချိန်တိုင်းချိန်တိုင်းဟုတ်တယ်ပြန်ကြည့်မှာ तू ဘယ်မှပြေးလို့မရအောင်မသိရမလား။သူလင်သူစားကိုလင်ကိုစားဟုတ်။အဲဟိုတလောကပါလေ तू ။ဝင်းအင်းအဲပြောပြော။ဟုတ်။ဟောကွေးကြီးကသဘောကျလို့လေဒါညီတို့ဒူကောင်းတော်။ဟုတ်လား။ အဲ့ဒါကြီးလေးရှင်းပြအောင်ရောရှင်းပြအောင်လို့ဝီဝီကြီးကသဘောကျလို့တဲ့အနှစ်ပါလို့တဲ့ကျွန်တော်ကကျွန်တော် YouTube မှာအများကြီး YouTube မှာအများကြီးဖြစ်တယ်ဝီအေးကြီးလေးဂရင်းဆိုင်ကြအောင်တော့ဝီနော်တကယ်လေးကဲကဲကိုကြီးဂျမားလေးကယူဆိုင်ကိုကြီးအေးညပြီးအဲ့ဟိုဟာလေတီတာယူမော်ဟိုတလောတုံးကအဲ့ပါလေဟိုဟို PDF ဆိုပြီးတော့ဟိုဟာလေဒါ gate ဆိုပြီးတော့လုတ်ပြီးတော့လေသူလုတ်ပြထားတဲ့ဟာတွေပါတွေ့လိုက်သေးရဲ့အဲဟိုဟာ တကယ်ဟိုဟာဖြစ်ခဲ့တဲ့ဟာလားအဲ့ဒါအောင်အဲ့ဒါဘက်ကဘာဂိတ်တွေနော်ဟုတ်တယ်အဲ့ဘက်ကဘာဂိတ်တွေကိုကြီးအဲ့လိုမျိုးရှောက်ရှောက်ဂိတ်တွေထိုးအော်အဲ့ဒါတော့အဲ့ဒါကြောင့်ညီတို့ကမပြောချင်တော့ဘောနော်အဓိကတော့ညီတို့ကစစ်တိုက်မယ်ဒါပဲဖေးကိုတိုက်မယ်ပြီးသူကိုကာကွယ်မယ်ဒါပဲအဲတုတ်မယ်ဘောနော်မနိုင်ပြီးမယ်နိုင်ချမယ်ဘောဟုတ်လားပြီးမယ်ပြီးမယ်ဒီကိတ်ဒီပါသူစိတ်ဝင်စားဘူးတီးဘူးပဲအပီဒီအက်ကိတ်ပဲနားထိထားရမှတော့မတီးဘူးသူတို့ကိတ်ရတာညာကြီးမုံတိုင်းမော်တက်လာမှတို့ လုံးဝ gate ပဲရှိမှလည်းမသိပိတ်လဲပေါ်လာလုံးဝ spin only ပဲဒီချက် black tie က only ပဲ only ပဲလို့ gate တွေပါရှိနေတို့อ่ะဒါကြောင်းကောင်းတယ်ကောင်းတယ်အေးဒါအဓိကပြည်သူကအဓိကပဲလေနော်အခုနပြည်သူတကယ်လေးထားပြီးတော့ပြည်သူရှောင်ကွင်းပြီးတော့လောက်တဲ့ဟာလေးလည်းတွေ့လိုက်တယ်တကယ်ချစ်ဖို့ကောင်းတယ်ညီတို့တကယ်လေးစားโอเคโอเคနှလုံးသားတော့ပါပါတယ်ပါတယ်ဟောကြမ်းပဲနှလုံးသားရှိပါတယ်အေးပါ အဲ့ရန်သူရန်သူမသိရန်သူမသိနေပလိစေပြီးသူမထီးကိုအရေးကြီးရယ်ဆိုတာကဲကောင်းတယ်အဲ့ဒါအရေးကြီးတော့ပဲเนาะညင်เนาะကဲဒါတော့เนาะမင်းချန်ဘလက်တိုက်ကအဖွဲ့ကချက်မစစ်ကောင်စီဂိတ်တွေကိုဝင်ရောက်တိုက်ခိုက်တယ်မှာ၃កောင်မျိုးစားဖြစ်သွားတဲ့တရင်ပဲဖြစ်ပါတယ်เนาะကဲကျွန်တော်ကြည့်ရမယ့်သတင်းကတော့ချက်မစစ်ကောင်စီမင်းအောင်လိုင်ရဲ့နေအိမ်မှာဘန်ကာတွေတိုးချဲ့ဆောက်လုပ်ထားတယ်ဆိုတဲ့သတင်းကိုဒီသတင်းထတာတွေအကြီးညာနေပြီပေါ့เนาะအဲ့ဒါလေးနောက်ထပ်ကြည့်အောင်เนาะစစ်ကောင်ဆောင်ရဲ့နေအိမ်မှာဘန်ကာ၅လုံးအခိုင်မှာဆောက်လုပ်ပြီးစီးနေပြီး စေယုံကျုပ်နီးမှာပါလက်နဲ့ကြီးတန်ကြက်ကရင်းတွေပါတိုးချဲ့ပြီးခံစစ်အတွက်အထူးပြင်ဆင်ရတဲ့သူကြည့်ရပါတယ်။အရင်ကစစ်ကောင်းဆောင်အိမ်မှာလုံခြုံရေးတပ်ရင်းတပ်ဖွဲ့ပဲရှိတာအခုကဘန်ဂါတွေပါစောက်ထားတယ်။သူ့အိမ်ပတ်ချလဲမှာပဲဘန်ဂါတွေစောက်ထားတာသူ့ကိုပြန်ဝိုင်းတိုက်မှဇူးလို့ထင်ပါတယ်လို့တက်တွင်တဲ့တွေကိုစုံစမ်းပေါ်ပြနေတဲ့ CDN စစ်သားဖိုးကြီးစင်ရောက ERI Times ကိုပြောပါရယ်အရင်ကစစ်ကောင်းဆောင်ရဲ့နေအတွက် နှုံကြုံရေးတရင်တစ်ခုသာထားရှိထားပြီးအခုနေပတ်လည်မှာဘန်းသားတွေကိုပါစောင့်လုပ်ပြီးနှုံကြုံရေးတူမြင့်အင်အားတိုးချဲ့ထားတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းတွင်းကစီယုံကျုပ်အတွက်နှုံကြုံရေးလို့ဆိုပြီးအမှတ်6စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ6အတွင်းကိုလက်နက်ကြီးတွေတက်ဆင်ပြီးစက်တွေရေးတူးမြောင်းတွေတူးကဂျမ်းမာဆက်ကြီးတွေပါ အထိုင်ချထားတယ်လို့သိရပါဗျ။မြို့သားညီညီရေးဆိုရအန်ယူဂျီရဲ့ကာကွယ်ရေးဝန်ကြီးဦးရင်မောဟာ ပြီးခဲ့တဲ့မတ်လ၈ရက်ကပြုလုပ်တဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့တပ်မှုတင်နန်းစင်ပွဲတစ်ခုမှာတီးတူကာကွယ်ရေးတပ်ဖွဲ့နဲ့မဟာမိတ်တော်လိုင်းအဖွဲ့တွေလက်တွဲပါဝင်တဲ့အထွေထွေထိုးစစ်ကြီးတရက်ကူတနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲကြပြီးစစ်အာဏာသိမ်းမှုကိုအဆုံးသတ်မယ်လို့ထည့်သွင်းပြောဆိုထားပါကဲကြားရတဲ့အချိန်မှာနော်ဂျပန်မင်းအောင်လိုင်းကတော့သူ့လက်ကြတော့ကြောက်လုံးလုံးပါနော်ဘန်ကားတွေတောင်မကောက်တန်ချက်ကကားတွေအဆုံးကာကွယ်တပ်တွေသူတိစောက်ထားတဲ့အနေအထားဖြစ်ပါတယ်နော်အဲ့တော့သူဘယ်လိုပဲလုပ်လို့ပါနော်ဒီတော်လိုင်းတပ်ဖွဲ့တွေရောက်လာပြီဆိုရင်တော့ ဖြုတ်ခါမသေးကြပါဘူးနော်ဟုတ်ကဲ့ကျွန်တော်တို့ကြည့်ရမယ့်သတင်းကတော့အချမ်းဖက်စစ်ကောင်စီရဲ့ဒီပိုင်ဆိုင်မှုတွေကိုပေါ့နော် အချမ်းအာခတ်တော်အေကချိတ်ပိတ်သိမ်းဆီးလိုက်တဲ့သတင်းနဲ့ပတ်သက်ပြီးတော့ပြောထားတဲ့ကိုစီရပြီးတော့ဒိုလေးကျောင်းနားထောင်ကြည့်အောင်နော်။ဗဇုနစ်တမိုင်းမှာအာနာရှင်နေရှီကနေအရင်ဦးဆုံးပစ္စည်းကိုတိမ်းယူချိတ်ပိတ်နိုင်တဲ့တိုင်းသားလက်နက်ကိုင်ဖြစ်အေကတော့မှတ်တမ်းဝင်သွားပါပြီ။အဲ့တော့ဗါတယ်အာနာရှင်ဟောင်းတန်းရှင်ယူနဲ့မောင်အေးတို့ဟို ဒီအကျန်းဖက်စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်တယ်ကိုဆိုပြီးသူတို့ပိုင်တဲ့ဟိုတယ်တွေကိုထိပ်ပိတ်လဲဆိုတဲ့သတင်းကိုမြန်မာနိုင်ငံကနေဖော်ပြထားမှာသတင်းလေးကိုကျွန်တော်တို့နားဆင်ပါမယ်နော်အာရခတ်တက်တော့ AAD စစ်အာဏာရှင်ဟောင်းဗိုလ်ချုပ်တန်းရွှေဗိုလ်ချုပ်မောင်အေးတို့ဤတာသမီများကိုအကျန်းဖက်အဖွဲ့နဲ့ပတ်သက်သူများကိုတတ်မှတ်ပြီးငပလီကမ်းခြေမှာဟိုတယ်နှလုံးကိုပြီးခဲ့တဲ့သတင်းပတ်အတွင်းကချိတ်ပိတ်တင်းယူလိုက်အဆိုပါဟိုတယ်များမှာဗိုလ်ချုပ်တန်းရွှေဤတာဦးတန့်စော်ရွှေပိုင် ကဲဒါကတော့မြန်မာနောင်ကပင်ထားတဲ့ဒိမဖြစ်တယ်အဲ့တော့အေအေရဲ့တောက်ပြန်မှုကတော့အယမ်းမိုက်တယ်ဗျာနော်ရှင်းတယ်ဟမ်ကြောင်အောင်ကြောင်ရတဲ့သတင်းဖတ်လိုက်တဲ့အချိန်မှာဗာအကျမ်းဖက်တမားနေနဲ့ဆက်သွဲလို့ဆိုပြီးဘုတ်ကျုပ်တန်းရွှေနဲ့ဘုတ်ကျုပ်အဲ့ဒီမောင်အေးတို့ရဲ့မိသားစုပိုင်ဆိုင်တဲ့ဟိုတယ်တွေကိုချိတ်ပိတ်လိုက်ရဆိုတော့ဟာတကယ်ပဲဟိုဘလုံးစိတ်ထဲမှာလေအော်ကိုရီးယားတိုင်းပြည်ရဲ့တမိုင်းတစ်ပတ်ပြန်လဲလို့ခံလာတာဟုတ်တယ်ဒါဆိုတဲ့အဲ့ဒီ feeling ကိုခံစားရတယ် နော်ကျွန်တော်တို့မှာခင်းဆက်ဆက်ပြည်သူတွေကမသိငံထိနေတာအခုကြည့်မြေအေကနော်8000 8000နဲ့ပေကောင်တိန်းတယ်ပြည်သူတွေစီကနေတိန်းပြီးတော့သူတို့တိန်းရဲ့ငှားကဒေါ်လာ1000ရှိတောင်း1000ရရတဲ့နော်ရရှိ1000ရရတဲ့အနည်းဆုံးဒေါ်လာ500တထောင်ပေးရဒီဟိုတယ်ကျေလေးပွင့်အဆင့်ဟိုတယ်တွေအဲ့တော့အဲ့ဒီလိုမျိုးဟိုတယ်ပြန်ဆောက်တယ်ဒါပေမဲ့တိုင်းပြည်ရဲ့ဘန်နာရောရလာတိုင်းပြည်အတွက်လည်းဘန်နာငွေမရဘူးနော်တိန်းငံထိတဲ့ပြည်သူတွေလည်းဘာမှအကျိုးခံစားမှုမရှိဘူးဘလောက်တပုံတမြအကျန်းဖတ်ဆန်လဲဆိုတော့စဉ်းစားကြည့် ဲ့ဒါလိုမျိုးခင်းဆက်ဆက်တို့တို့ပြည်သူကခံခဲ့ရတယ်။ဒါပေမဲ့ဒီနေ့အချိန်မှာတော့ကျွန်တော်တို့တွေတမိုင်းတစ်ပတ်ပြန်လည်ခွင့်ရခဲ့ပြီလို့မှတ်ယူလို့ရတော့မယ်။တဖြည်းဖြည်းနဲ့နောက်ထပ်နောက်ထပ်ဒေသတွေမှာလည်းဒီပုံစံမျိုးလှုပ်လှန်နိုင်ဖို့အရေးကြီးတယ်။ဒါကြောင့်မို့လို့ခရိုနီတွေအားလုံးဟာအာနာရှင်တွေကိုကောက်ခဲ့လို့ဆိုတော့ဒါပဲဗျ။နော်။တို့တွေအာနာရှင်နဲ့ပတ်သက်မှဒီလိုမျိုးမတော်မတရားတဲ့အရာတွေနဲ့စီးပွားရှာလို့ရမှာ။အဲ့တော့တကယ်ဒီမုံလေးတိုင်းပြည်ပြောင်းရမယ်ဆိုရင်တကယ်စီးပွားရေးအုံနှောက်နဲ့တွားရအောင် brain တုံးပြီးတွားရအောင် မြန်မာပြည်မှာက brain တုံးပြီးတွားကျင်တဲ့လူမရှိဘူးရုံမှာပြီးတော့နော်လက်နဲ့အာကိုနဲ့တွားကျင်တဲ့လူပဲရှိတယ်ယာဒူအာကိုနဲ့တွားကျင်တဲ့လူပဲရှိတယ်အတိုင်းဝိုင်းအာကိုနဲ့တွားကျင်တဲ့လူပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့တလိမ့်ဆန်ဝါဒခေဟောင်းကနေခစ်တစ်ပေါ်မတက်နိုင်သေးတဲ့ဇေယျပဲဒါပွင့်လင်းတော့သူများနိုင်ငံတွေမှာစီးပွားရေးပြိုင်တယ်အဲ့တော့ခစ်တစ်နော်စီးပွားရေးအခုနိုင်ငံနဲ့ချီပြီးတော့ပြိုင်နေကြတယ်ဒါပေမဲ့ခေါင်းထဲမှာရှိတဲ့အုံနောက်တွေအတိတ်တရားတွေနဲ့ပညာတွေနဲ့ပြန်ရတယ် ကဲဒါတော့ဗောနော်ကိုစီပြောထားတဲ့ဒီအချမ်းပဲစစ်ကောင်စီရဲ့ပိုင်ဆိုင်မှုတွေကိုအာခတ်တော်အေးသိမ့်လိုက်တဲ့သတင်းနဲ့ပတ်သက်ပြောထားရဖြစ်ပါတော့ကျွန်တော်သတင်းရှိတော့မှဆိုလို့ဒီနောက်မှာဖြတ်လိုက်ပါတော့နောက်တစ်သတင်းပို့ကျွန်တော်ထပ်ပြီးတော့ကြည့်လာအောင်နော်အဲ့ဒါဘာလဲဆိုတော့မမောင်ကိုရိုင်းပေါ့နော်ဘောမမမောင်ကိုရိုင်းပြောထားတဲ့အကျံဖက်မင်းအောင်လိုင်ကသူယာရုစွန့်တော်မယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးသူပြောထားတယ်နားတော့ကြောက်နော်ဟုတ်လားအဲ့တော့ဒီ၁၄မြို့လဲပြန်ယူဖို့လားဒါမှမဟုတ်လို့ရှိရင်လဲတပုံကိုမွေးမလားဦးမင်းအောင်လိုင်အနေနဲ့အခုကျွန်တော်တို့နောက်ထပ်ပေါ့နော်ဟို ခမ်းမန်းတုံးတက်လို့ရတာကတော့ဥမင်း online တိတ်မကြခင်သူရဲ့ကာကြုတ်ရာသူကိုသူစွန့်တော့မလို့ကျွန်တော်တို့တုံးတက်လို့ရတယ်ပေါ့။ဘာကြောင့်အဲ့ဒါမှလည်းသူကသမရဖြစ်မှာ哦။အဲ့တော့နောက်ထပ်သမရတယောက်ဖြစ်လာဖို့အတွက်ကသူဒီရာသူစွန့်ပါလိမ့်မယ်။အဲ့တော့သူကာကြုတ်ကနေပြီးတော့နားမဲ့အစီအစဉ်ရှိသလိုသူ့နောက်မှာလည်းနောက်ထပ်ဦးစိုးဝင်းတော်၎င်းနောက်ထပ်ဒီညိကော့ပေါ့ညိကော့ ော့လကောင်းပေါ့အဲ့နှစ်ယောက်ထဲကတယောက်ရောက်တော့ကာကွယ်ဦးစီးချုပ်ဖြစ်လာမယ်လို့ကျွန်တော်သုံးသပ်လို့ရတယ်အဲ့တော့လာမယ့်နှစ်မှာရွေးကောက်ပွဲကကျင်းပမယ်ရွေးကောက်ပွဲမှာသူ့အနေနဲ့သူသမရဖြစ်ဖို့ကြိုးစားမှာပဲဖြစ်တယ်အဲ့တော့ဦးမင်းလင်းပြောရင်သူသမရတက်လို့မယ်ဟဲ့ဆိုလို့ရှိရင်တော့အဲဒါကအာကျွန်တော်တို့သူဟိုအလုံးဆွဆွဲခဲ့တယ်လို့သူသမရယူလို့မြန်မာနိုင်ငံဒီလိုဖြစ်ရပါလဲဆိုတော့ဆွဆွဲချက်ကြီးကတော့ မှန်သွားပြီခုမှတည်တူရလိုက်တယ်လို့ဖြစ်သွားမှလည်းရှိလေတော့တော့လည်းပဲအဲသူ့အနေနဲ့သမရတော့တက်လုံမယ်လို့တော့သုံးသက်လို့ရတယ်နော်သူကသမရအရင်ဖြစ်ချင်တဲ့ရိတ်ရောင်ကိုကျွန်တော်တွေ့နေရတယ်ဟိုနေရာမှာပွဲတွေတက်ပြတယ်နော်ဟိုနေရာလဲပါသူနေရာလဲပါအထက်ကတော့မဲမဲဆွေနေရာကိုပြောလို့ရတယ်နော်အဲ့တော့သူဒီတိတ်မကြခင်မှာနာမည်နှစ်မှာသူဒီသမရတက်ပြီးတော့ဖြစ်သွားမှဖြစ်တယ်ဗောနော်အဲ့တော့သူသမရဖြစ်လာလို့ရှိရင်တော့ဘာတွေဆက်ဖြစ်လာအောင်မလဲအဲဒါကလည်း စောင့်ကြည့်ရမယ့်အတိုင်းအတာဖြစ်တယ်အဲ့တော့သူသမရဖြစ်မှာလဲဟိုဘလို့ခေါ်မလဲသူသမရတက်လောက်သွားခဲ့ခါကြလို့ရှိရင်အတဏီရဖြစ်မဖြစ်သင့်ဘူးဗျာနော်မလုံသင့်ဘူးနိုင်ငံကိုဒီလိုမျိုးကြကြူးကြောင်ကမောက်ကမတွေအထိဖြစ်သွားတယ်နော်စီမံဆောင်ရွက်မှုတွေလည်းညံပြင်းနေတယ်အဲ့လိုလူမျိုးကနောက်ထပ်သမရတက်ပြီးလုံမယ်ဟေ့ဆိုတဲ့အခါကျတော့ကျွန်တော်တို့အနေနဲ့ကတော့လုံးဝလုံးဝမဲထဲခွင့်ရှိခဲ့ရင်တောင်မှပဲကျွန်တော်ဒီသမရမျိုးကိုကျွန်တော်မဲမပေးပါဘူးเนาะ ဲ့တော့အဲသူ့အနေနဲ့သမရထလောက်သွားမယ်ဒါပေမဲ့ကျွန်တော်မဲပေးတာမဲမပေးတာကကျွန်တော်ရဲ့တတိပုဂ္ဂလစန္ဒဖြစ်တယ်ဒါတတိပုဂ္ဂလခံစားချက်ဖြစ်တယ်သူ့ကိုကြံတဲ့ပြည်သူတွေပေါ့သူ့ကိုကျွန်တော်ကမကြိုက်ပေမဲ့လည်းကြိုက်နှစ်သက်တဲ့ပြည်သူတွေကအများကြီးရှိမယ်လीနော်အဲသူတို့တွေကမဲပေးလို့သူတို့တွေကအားပေးလို့ဥမင်းအောင်လိုက်သမရဖြစ်သွားပြီဟေ့ဆိုလို့ရှိရင်အဲကျွန်တော်တို့အနေနဲ့ကတော့ဘာမှပြောစရာမရှိဘူးပေါ့သူမှလည်းသူ သူလည်းပြောလို့မရဘူးเนาะအဲ့တော့ဘာပဲပြောအချက်မဲ့မရလိုက်ကအခုချိန်မှာဆိုရင်ပရာယူယူခြင်းလေဆိုတာသူတို့ကိုယ်တိုင်လည်းသိပြီပေါ့เนาะဘာပဲသူတို့ကိုယ်တိုင်ကအခုချိန်မှာဆိုလွန်ဆန်လို့မရဘူးပေါ့เนาะအဲ့တော့ဘာပဲပြောပြောအခုဆိုအချက်မဲ့မရလိုက်ရဲ့လုတ်ွက်တွေသူတို့ဘလို့မှကာကာပြီးလို့မရတော့တဲ့အခြေအနေဖြစ်နေပါတယ်เนาะအဲ့တော့မင်းအောင်လည်းမရရအောင်ရွေးကောက်ပဲလုပ်မယ်ဆိုတော့လည်းအားလုံးကသိတယ်ဒီဘက်ကလည်းမရရအောင်ဖြတ်ပါကြပါဖြစ်ပါတယ်เนาะအဲ့တော့တို့ဘယ်လိုပဲလုပ်နိုင်မလဲဒီဘက်ကဘယ်လောက်ဖြတ်နိုင်မလဲဆိုတော့ဆက်ပြီးတော့ကြည့်ရအောင်ဖြစ်ပါတယ် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့တရုတ်လုံခြုံရေးကုမ္ပဏီဝန်ထမ်းတွေပေါ့နော်အတနည်းအားဖြင့်ဒီလက်နက်ကိုင်ဝန်ထမ်းတွေပေါ့နော်ကြောက်ဖြူကိုရောက်ရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ထားတာကျွန်တော်ကြည့်အောင်နော်တုံးချလိုချင်းကြောင့်လည်းဖြစ်ပါတယ်လက်နက်ကိုင်တော်လိုင်းအင်အားစုတွေအနေနဲ့စစ်ကောင်စီနဲ့ပြစ်ခတ်တိုက်ခိုက်မှုကမဆန်းမင်မင်းပြစ်ခတ်တိုက်ခိုက်မှုတွေအတွင်တရုတ်နိုင်ငံသားလုံခြုံရေးဝန်ထမ်းတွေကိုထိခိုက်ပြီးပါကတရုတ်အစိုးရနဲ့ပုတ်တိုက်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ် အဲဒါကြောင့်တရုတ်လုံခြုံရေးအဖွဲ့ဝင်တွေရောက်ရှိလာခြင်းကစစ်ကောင်စီအတွက်တစ်ချက်ခုတ်နှစ်ချက်ပြက်ကိန်းဆိုင်ခြင်းလည်းဖြစ်လာပါတယ်။တရုတ်စီမံကိန်းများလုံခြုံရေးအတွက်စစ်ကောင်စီရဲ့တာဝန်ရောကြသွားသလိုတရုတ်လုံခြုံရေးရှိတဲ့နေရာတွေကိုတော်လိုင်းရင်အားစုတွေဘက်ကတိုက်ခိုက်ဖို့ကန့်သက်ချက်တွေရှိလာတာကြောင့်လုပ်ငန်းတွေရပ်တန့်သွားမှာကိုလည်းမစိုးရိမ်ရတော့တာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်2008ခြေဦးကိုကျော်လွန်ပြီးပုဂ္ဂလိကလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုဥပဒေကိုစစ်ကောင်စီဘက်ကထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ 2008ခြေဥပပုံမှန်42ခါခွဲအရာနိုင်ငံတော်တွင်မြေတိနိုင်ငံသားတပ်ဖွဲ့ကိုမှခြေ6ခွဲမပြူးဆိုတဲ့ပြဋ္ဌာန်းထားမှုကိုစစ်ကောင်စီကကြော်လွန်ခဲ့ခြင်းဖြစ်ပါတယ်။တော်လိုင်းအင်အားစုတွေကိုမနိုင်တော့တဲ့စစ်ကောင်စီဟာအာဏာတည်မြဲရေးအထောက်အပံ့ဖြစ်နိုင်ငံတော်နေနိမိတ်အတွင်တရုတ်လုံခြုံရေးအဖွဲ့ကိုခြေ6ခွဲပေးဖို့ကြီးရွယ်ခြင်းဖြစ်ပါတယ်။တရုတ်လုံခြုံရေးဝန်ထမ်းတွေလက်နက်ကင်ပြီးဝင်ရောက်ခွင့်ရအောင်စစ်ကောင်စီကအချိန်မီဆောင်ရွက်ပေးခဲ့တာလို့လဲဆိုနိုင်ပါတယ်။ ုဂ္ဂလိကလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုဥပဒေမှာနိုင်ငံခြားကုမ္ပဏီများလည်းလိုင်စင်လျှောက်ထားနိုင်ပြီးလိုင်စင်ရရှိတဲ့ကုမ္ပဏီကလိုအပ်ချက်အရာလက်နက်ခဲယံကိုင်ဆောင်ခွင့်လျှောက်ထားနိုင်ကြောင်းလည်းထည့်သွင်းပေးထားပါတယ်။ဒါကြောင့်တရုတ်လုံခြုံရေးကုမ္ပဏီများမှဝန်ထမ်းများဟာပြပပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီလို့ဆိုပေမဲ့လက်နက်ကင်ခွင့်ရမှာဖြစ်ပါတယ်။ຫນွေဥဒေါ်လာရေးကာလအတွင်းတချို့ဒေါ်လာရေးတပ်ဖွဲ့တွေမှာတယောက်ချင်းစီလူစောအောင်လက်နက်အပြည့်အစုံမတက်စင်နိုင်သေးတဲ့အနေအထားမှာ ။နိုင်ငံခြားသားတွေကလက်နက်ကင်ပြီးပြည်တွင်းကအနေအားတချို့မှလုံခြုံရေးဆောင်ရွက်နေမှာပဲဖြစ်ပါတယ်။တော်လိုင်းအင်အားစုတွေကကြီးရေလေအစုံပိုင်းနဲ့အာဏာသိမ်းစစ်တပ်ကိုဖိအားပေးထားချိန်မှာပြည်တွင်းကုမ္ပဏီတွေအနေနဲ့ကတော့ပုဂ္ဂလိကလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုဆောင်ရွက်ရန်အတွက်ရခိုင်နှုန်းနဲ့ပါနိုင်ပါတယ်။ဒါကြောင့်အခုဥပဒေဟာတရုတ်ကလုံခြုံရေးဆိုင်ရာကုမ္ပဏီတွေအတွက်ရည်ရွယ်တာတသက်ဖြစ်ပါတယ်။ ငါတို့အယူ CEO ကမယ်လို့ကြွေးကြော်ကြပြီးတက်မဲ့ CEO ဆိုတဲ့ဝါဒဖြန့်ဇက်ကားကိုရိုက်ကူးထုတ်လွှင့်ခဲ့တဲ့စစ်ကောင်းဆောင်အဖွဲ့များကအာဏာသိမ်းကာလအတွင်းမှာတရုတ်လုံခြုံရေးကုမ္ပဏီတွေအနေနဲ့ CEO ကိုတောင်ခွာကျော်စရာမလိုပဲမြန်မာပိုင်နဲ့အတွင်းကိုပင့်ဖိတ်ခေါ်ဆောင်ရင်းခံရတဲ့သဘောကိုတွေ့ရပါတယ်။ကဲဒါကတော့နော်ကျွန်မစစ်ကောင်စီဒီတရုတ်စစ်တပ်ကြီးကိုခေါ်လာတဲ့စစ်တပ်ပဲပြောလို့ရပါတယ်နော်။ဘာလို့လဲလက်နက်ကင်ဖွဲ့စည်းဆိုတော့အဲ့တော့ တဲ့မဖြစ်ပါရဲ့เนาะအဲ့တော့ဘလိုပဲပြောပြောသူတို့တွေတက်ရှိ CEO တွေပါတယ်ပေါ့เนาะမခက်စီသူတို့တရုတ်ဆောင်နေတာတွေပေါ့เนาะအခုဆိုရင် CEO တော့မထိုးစရာမလိုပါဘူးเนาะဟိုမှာအတာတကြီးတရုတ်ကိုကြော်ခွင်ပေးလိုက်တဲ့အနေအထားဖြစ်ပါတယ်အဲ့တော့တကယ်အမမင်းအောင်လာရတော့เนาะသူလုတ်ပုံနဲ့သူကျွေးကြော်ရဲဟာနဲ့တခြားစီပေါ့เนาะလုတ်တာကင်တာနဲ့ကအခုဆိုရင်မင်းရဲ့တိုင်းပဲပြပအာကိုပစိန်ရောကမင်းအောင်လာဖြစ်နေတာဖြစ်ပါတယ်เนาะကဲတော့ကျွန်တော်ကြည့်ရမှာတော့အချက်ဖက်စစ်ကောင်စီရဲ့ဒီတရားဥပဒေစိုးမိုးမှုပါပေါ့เนาะရန်ကုန်မြို့ထဲမှာတော့ဘလောက်ပြက်ပြားနေလဲဆိုတော့ကိုကျော်မြင့်မြင့် ဘောမကြုံမဲကိုယ်တိုင်ပြောထားတယ်နားတော့ကြည့်အောင်နော်ကျွန်တော်ဘယ်လိုဘယ်လိုပြောမှမသိတော့အဲ့တော့ဒါတွေကတပိုင်းပေါ့နော်နောက်တစ်ခုကခုနကနောက်တစ်ခုကတယောက်ပစံဘယ်လိုပြပြနေလဲဆိုတော့နောက်တစ်ခုထောက်ပြမှာတော့ဗာလဲဆိုတော့အခုဒေါ်ပုံမှာလူရဲမှုဖြစ်တဲ့ကိစ္စမျိုးတွေရဲ့ဂွင်းဆက်တွေကဘာဟုတ်သွားလဲဆိုတော့လူတွေကဘာလုပ်လာလဲဆိုတော့ရန်ကုန်လိုမျိုးပြတယ်မှာတော့ဘာဖြစ်လာလဲဆိုတော့ဟို online game တွေ slot game တွေငါးပြစ် game တွေအဲ့ဒါတွေကိုကြော်ညာတယ်အဲ့ရောင်တွေကိုသွားဆော့တယ်ငါးပြစ် game slot game ဘာ game ညာ game ပေါ့ 2D 3D အဲ့ဒါတွေကိုဆော့တယ် အဲ့ငါပြကင်းဆလော်ဂိန်2 3 3ဒီဘောလုံးပွဲလောင်းနော်အဲ့ဒါတွေအကုန်လုံးကခင်ဗျားတို့ကျွန်တော်တို့ရဲ့24နာရီကျွန်တော်တို့အနားမှာအမြဲတမ်းရှိနေတယ်အဲ့ကြော်ညာတွေ24နာရီကျွန်တော်အနားမှာရှိနေတယ်ကျွန်တော်တို့မမြင်ခြင်းလည်းမြင်နေရတယ်ကျွန်တော်တို့မတွေ့ခြင်းလည်းတွေ့နေရတယ်ကျွန်တော်တို့မကြားခြင်းလည်းကြားနေရတယ်အဲ့ဒါကိုဒါပေမဲ့ရတဲ့ဖို့ကနေကမသိဘူးမမြင်ဘူးမကြားဘူးမတွေ့ဘူးကျွန်တော်တို့မြင်နေရတယ်မဲ့သူတို့မမြင်ဘူးကျွန်တော်တို့တွေ့နေရတယ်သူတို့မတွေ့ဘူးကျွန်တော်တို့ဒါကြီးကမသိတော့ပါဘူးလို့ထင်နေတယ်သူတို့ဘာမှမပြောဘူးဆိုကျွန်တော်တို့ဘာပြောမှမသိဘူးကဲစဉ်းစားကြည့်နော်ငါပြေကိန်းဆိုလိုကိန်း 2D 3D နော်အဲ့မှာဟို ဘာဘာညာပေါ့ဗျာစုံညာအဲ့မှာအကုန်ဆော့တာဘောလုံးပွဲလောင်းဘာလာအဲ့လောင်းကစားတွေလုတ်တာကတရားဥပဒေမှာခွင့်ပြုထားလို့လားဥပဒေမှာကခွင့်ပြုမထားဘူးလေကျွန်တော်မြင်နေရတာပဲကျွန်တော်လက်စာဖတ်တတ်တာပဲဥပဒေကခွင့်ပြုမထားဘူးလေအဲ့တော့တရားမဝင်ဘူးပေါ့တရားမဝင်ဖမ်းရမှာမဟုတ်ဘူးလားဒါပေမဲ့မဖမ်းနိုင်ဘူးမဖမ်းနိုင်တဲ့အပြင်မဖမ်းနိုင်တဲ့အပြင်တချို့အစိုးရဝန်ထမ်းတွေတော့ပါဝင်ပတ်သက်နေသေးတယ်ကဲဘယ်လိုလုပ်ကြလဲကဲကျွန်တော်တို့ရဲ့နားမှာနေစဉ်နဲ့အမြကျွန်တော်မြင်နေရတယ်ခင်ဗျားအခု Telegram နဲ့ Video Call ကြီးကြည့်မလား Telegram နဲ့ Video Call ကြီးကြည့်မလားအဲ့ Video Call တွေထိတ်ဆုံးမှာကြော်ညာက အဲ့ငါးပြည့်ကိန်းစော်တော်ကိန်းဘာကိန်းညာကိန်းကြော်ညာတယ်။ကဲဒါတော့ကျွန်မတို့ကိုယ်တိုင်ပြောလိုက်တဲ့အနေဖြစ်ပါတယ်နော်။အဲ့တော့ချမ်ဖက်စစ်ကောင်စီဒီအုပ်ချုပ်နေတဲ့ကာလအတွင်းမှာဆိုရန်ကုန်မြို့မှာလည်းတော်တော်လေးကိုပေါ့နော်မွေးစီဝါနဲ့ပတ်သက်ပြီးတော့ ပြတ်နေတဲ့အခြေအနေဖြစ်ပါတယ်နော်ဒါပေမဲ့သူတို့လည်းသိပြီးသားပါเนาะဒါပေမဲ့သူတို့ကိုယ်တိုင်တမင်မီလှုပ်ထားတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့အချမ်းမဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်းဒီတိုင်းသာဆက်အုပ်ချုပ်နေတော့တိုင်းပြည်ကတော့မပြတ်ပဲနေမှာမဟုတ်ပါဘူးเนาะဒီမွေးစည်းဝါးနဲ့လူငယ်တွေအနာဂတ်ဘာမှရှိမရှိတော့เนาะလူငယ်တွေဆိုလည်းအခုဖမ်းလို့ဖမ်းပြီးတော့ဒီစစ်မှုတန်းထည့်တာနဲ့တော်တော်လေးကိုကုန်နေပါပြီเนาะဒါအပြင်ဒီလိုမျိုးမွေးစည်းဝါးတွေသာထပ်ပြီးတော့အဲ့လိုမျိုးသုံးဆွဲခွင့်ပြီးထားတဲ့အတွက်ပါเนาะဒီလူငယ်တော်တော်များများလည်းပျက်စီးနေတဲ့အနေအထားမှာရှိပါတယ်เนาะအဲ့တော့ဘာပဲဖြစ်ပြောတော်လိုင်းကြီးမင်းများအောင်မဖြစ်မှာပါเนาะ မကြခင်မှာကျွန်တော်တို့တကြံကြောက်တော့မနော်တကြံပိတ်ရအတွင်းမှာထိုင်းနိုင်ငံမှာရှိနေမြန်မာလူမျိုးတွေမြန်မာပြည်ထဲကိုပြန်ခွင့်ခွင့်နေရကြတယ်ပေါ့နော်ဒါပေမဲ့လည်းမပြန်ကြဘဲနေထိုင်းနိုင်ငံထဲနေဖို့ပေါ့နော် ပြောထားတဲ့ video file ဖြစ်ပါတယ်နော်အဲ့တော့တချို့တွေကလည်းပြန်ဖို့ကာလမတ်ဖြစ်ထားတယ်တော်တော်များများကာလမတ်ဖြစ်ထားပြီလို့လည်းသတင်းရရှိနေပေါ့နော်အဲ့ဒီအတွက်ဒီရဲ့ထိုင်းနိုင်ငံရဲ့အခြေအနေကိုပြောထားတဲ့ဒီကိုစီရဲ့ video လေးကျွန်တော်နားထောင်ကြည့်အောင်နော်ပါတယ်များဒီ video လေးကတော့ကျွန်တော်တို့ပြပရောက်နေတဲ့ညီကိုမောင်နှမတွေအတွက်အထူးတတိပေးခြင်းတဲ့ video file လေးပဲဖြစ်ပါတယ် အထူးသဖြင့်နိုင်ငံမှာရောက်နေတဲ့ကျွန်တော်တို့ညီကိုမောင်တို့ရဲ့အားလုံးမဖြစ်မနေနားထောင်စေချင်တယ်။ဘာကြောင့်လဲဆိုတော့အခုလက်ရှိတကြံကာလမှာထိုင်ရဲ့ reentry လို့ခေါ်တဲ့ဒီအိမ်ပြန်တုံးပေါ့နော်။အိမ်ပြန်တုံးမထုပဲပြန်လို့ရတယ်ဆိုပြီးခွင့်ပြုလိုက်တယ်။အဲ့ဒီဘက်မှာအလို့ရဲ့ပြန်ဖို့ဆိုပြီးတော့ကားလက်မှတ်တွေဖြတ်ထားတာပြည့်နေကြပြီလို့တော့ကြားတယ်။ပြီးတော့ဒီတကြံမှာလုံးဝမပြန်ကြဘူးတော်နိုင်အင်အားစုတွေဘက်ကကျင်ညာထားတာလူတိုင်းလိုကျင်ညာတယ်တူနီတူဟန်နဲ့အားလုံးကျင်ညာကြတယ်။နော်အဲ့တော့ တစ်ဖက်မှာကမ်းလက်မှတ်အောင်ပြင့်နေပြီဆိုတော့အပီးပြန်ကြမှာလားအပီးပြန်ကြမယ်ဆိုရင်တော့မတားဘူးဘာလို့လဲဆိုပြည်သွင်းမှာဖြစ်ချင်တိုင်းဖြစ်ကြဟုတ်တယ်နော်အပီးပြန်ကြမယ်ကိုပြည်ကိုရဖြစ်ကြဖြစ်ချင်တာဖြစ်စစ်ကောင်စီဘက် attempt whoop in တော်လိုင်းအင်အားစုတွေအထမ်းပဲဝင်မယ်ဒါကိုယ့်ရဲ့ဆုံးဖြတ်ချက်ဒါပေမဲ့လို့ပြန်တက်လာမဲ့လူဆိုရင်တော့လုံးဝလုံးဝမပြန်ပါနဲ့လို့ပြောချင်တယ်။နောက်တကြမ်းမှပြန်လိုက်တာနဲ့ပြန်တက်လို့ရှိရင်အကုန်ဆွဲစည်းခံပါလိမ့်မယ်။ဆွဲစည်းခံပါ။ဟိုရက်ကတော့ မြောက်ဒီအဲ့မဲဆောက်ဘက်ကိုကူးတဲ့သူတွေထဲမှာစီရီယံဝင်ထားတဲ့ခုနှစ်ယောက်ကတ်ကိုစက်ထဲထဲအချိန်မှာခဏဘေးမှာစောင့်နေအောင်ဆိုပြီးတော့အခြားလူတွေကိုပေးစစ်ပြီးတွားခိုင်းတယ်အဲ့ဒီခုနှစ်ယောက်ကိုပတ်ကလေးလိုဆွဲပုတ်သွားတယ်စီရီယံနေအခုလက်ရှိစစ်ကောင်စီရဲ့စနစ်ကတအူးတယောက်ချင်းစီရဲ့ဒေတာအချက်လက်ကိုကတ်ထဲထည့်တာနဲ့အကုန်ပေါ်တဲ့ပုံစံမျိုးလုပ်တာတရုတ်တွေစတေးဆက်ကိုတုံးထားလို့ပြောတာဟုတ်တယ်နော် ဒီလူတယောက်ကနိုင်ငံရေးနဲ့ပတ်သက်တဲ့တော်လိုင်းရေးနဲ့ပတ်သက်တဲ့စီရီယံလုပ်ထားတဲ့စစ်သားထွက်စစ်ပြေးရဲပြေးစတဲ့ဖြစ်သူတို့နဲ့ပတ်သက်လို့တခုခုညှိထားတာနဲ့အကုန်ပေါ်ရတယ်။နော်လုံးဝမပေါ်ပါနဲ့။ဒါကြောင့်မလို့ထိုင်းကနေတချံအောင်အိမ်ပြန်လဲမယ်ဆိုရင်ကိုပီကိုရွာတာယာနေလားကိုကိုတိုင်ရတော့အန်ဒီရကင်းရလားဒါလေးကိုခေါင်းထဲထည့်နေလူတိုင်းရောပြန်ချင်ကြတာပဲကိုပီကိုရွာကိုဒေတာကိုမိမညီကိုမောင်မနဲ့ဒါပေမဲ့ကိုပြန်တဲ့ဇယက်အစားအဲ့ဒီငွေကိုအိမ်မှာရှိတဲ့ညီကိုမောင်မကိုပို့လိုက်တာက ို့တော်လည်းစစ်ဖြစ်တယ်ကိုညီကိုမောင်မွတ်တော်လည်းပို့ကောင်းတယ်ခင်တော်မှဘာမှလုပ်လို့မရဘူးဘာကျွန်တော်ဒါကိုအလေးနဲ့ပြောနေရဆိုတော့ဒီမှာတို့တို့ဒီ time မှာရောက်နေတယ်တော်လိုင်းလောက်တဲ့ခေတ်ကကောင်းလေးပြောက်ဘကိုးဘက်ကပြန်ခေါ်တယ်သူ့မေသူ့အိမ်ရမိသားစုကပြန်လာခဲ့တဲ့ငွေရည်နဲ့ခေါ်တာဘာမှမဟုတ်ဂျပန်လို့ပို့ time မှာလည်းအစင်မပြေတော့အခုခုဒီရက်ပိုင်းမှာပဲเนาะအဲ့တော့ကျွန်တော်မေးချင်တာဒီရက်ပိုင်းမှာ မြန်မာဒီကနေဂျပန်ကိုအလုတ်တွားလို့မဆိုနံပါတ်1ဂျပန်ဆမ်ဂျပန်စကားမသိမဲနဲ့တွားလို့ရတာမရပါဘူးเนาะနံပါတ်2ချိန်အများကြီးကုန်ပါဦးဝင်းလောလောကူကူထွက်လို့ရတာမရပါဘူးเนาะအဲ့နှစ်ချက်တည်းနေเนาะဒါပေမဲ့အဲ့ဒီကောင်လေးရဲ့ရွာအဲ့ဒီဒေတာမှာတော့ရတယ်ဗျအဲ့ဒါအဲ့ဒါကျွန်တော်ပြောချင်တာအဲ့ဒါအာရတယ်ပြန်လာစာတင်စရာမလိုဂျပန်တော့နိုင်ငံရှိတယ်ဘလို့ဒါပေမဲ့သူ့ဒေတာမှာတော့ပဲသူကရနေတယ် နိုင်ငံနဲ့ TV ကြည့်လိုက်မှဆိုမရဘူးဆိုအဲ့ကောင်လေးတော်လိုင်းလေးလောက်ထားတယ်ဟင်းဆိုတော့တော်လိုင်းလောက်ထားတဲ့လူတယောက်ကိုပြည်သူတို့ဒီချိန်ပြန်ခေါ်ပြီးတော့နောက်အာကောမောင်းတန်အရွယ်ရောက်ပြီးတဲ့လူတယောက်ဟမ်ပေတွင်းတဲ့ကိုခေါ်ခိုင်းတာမတူဘူးလားကျင်းနေတယ်မယုံပြန်ကြည့်ပေတွင်းနဲ့မရအောင်တိုက်လို့ပြောအခုစစ်မှုထမ်းအပတ်စဉ်6တင်းနှန်းစင်းတဲ့လူတော်ဝင်လာတယ်ညောင်ချိုးတိုက်ပွဲမှာစစ်တပ်ကကိုစစ်သားပတ်ကိုကိုလေနဲ့ဘုံကျဲချမှားကျဲတာစစ်သားတွေဖေးတာ ။အေးတိုက်တဲ့ဟာလေဘုံချင်းဟာတင်း20ကျော်တည်ထားတယ်။နော်အဲ့တော့အပတ်စဉ်6တောင်မှရှေ့တန်းတွားပြီးတိုက်နေရတယ်ဆိုရင်နောက်ထပ်နောက်ထပ်ဝင်တဲ့လူတွေရှေ့တန်းမထွက်စရာအကြောင်းမရှိဘူး။ ကဲဒါတော့ကိုစီပြောထားတဲ့သတင်းဖြစ်ပါတော့အဲ့တော့ထိုင်းမှာနေတဲ့ညီကိုမောင်နှမတွေပေါ့နော်ဒီကြံမှာတော့တကယ်ပဲပြန်ဖို့တော်တော်လေးကိုစဉ်းစားခိုင်းစီချင်ပါတယ်တော်တော်များများလည်းကားလက်မှတ်တွေဖြတ်တယ်လို့ကြားတဲ့အခါမှာပေါ့နော်နည်းနည်းစိုးရိမ်မိတာပေါ့နော်ကျွန်တော်တို့လည်းအဲ့တော့ကျွန်တော်တို့တွေကတခါလေးကြာရင်တော်လိုင်းဘက်မှာရက်တည်ပြီမဲ့လေအဲ့လိုပြန်သွားလို့မတော်တဆဖန်းခံရရင်တော်လိုင်းရဲ့ဖက်ချောင်းရောက်သွားမှာဖြစ်ပါတယ်နော်အဲ့တော့ဖန်းခံရရလို့ပြဆိုရတဲ့တရားပေါ့ချမ်းမစစ်ကောင်စီဘက်ကိုရက်တည်တယ်လို့ဖြစ်သွားမှာပေါ့နော်အခုအခုလိုအခြေအခြေအနေမှာဆိုရင်တော့အဲ့တော့အားလုံးပဲပြန်လာမျိုးတွေမလုပ်ဘဲနေပေါ့နော်အခုချိန်မှာဆိုရင်ကိုစီပြောသလိုပဲပတ်စံလွှဲတာမျိုးပဲလုပ်တယ်ဆိုရင် ော့ပို့ပြီးတော့ဆစ်ဖြစ်တာပေါ့နော်အဲ့တော့အာချမ်ဖတ်စစ်ကောင်စီရဲ့ဒီခုချိန်မှာဆိုရင်ဒီအပတ်စဉ်7အတွက်ပေါ့နော်တင်နန်းသားလိုအပ်မှုကလည်းကြီးမားနေတာဖြစ်တဲ့အတွက်ပြန်တဲ့လူတွေအတွက်တကယ်ပဲအန်တီကြီးမားတဲ့အချိန်ဖြစ်ဖြစ်တာဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့ဒီချမ်ဖတ်စစ်ကောင်စီကလည်းအခုချိန်မှာဆိုရင်သူ့ရဲ့အပတ်စဉ်7အတွက်လူတွေကိုမတရားစုနေတဲ့အချိန်ဖြစ်တဲ့အတွက်ပေါ့နော်ပြန်မဲ့သူတွေကအခုချိန်မှာဆိုရင်မပြန်မဲနဲ့ပေါ့နော်အာကိုစီပြောသလိုပဲဒီထိုင်းနိုင်ငံမှာပဲနေပြီးမှအာဒီ မိသားစုပတ်စံလွှဲရအောင်ပဲလုပ်တယ်ဆိုရင်တော့ဒါအကောင်းဆုံးဖြစ်ပါတယ်ဆိုတဲ့အကြံဉာဏ်ကိုပေးရင်လည်းကျွန်တော်ဗီဒီယိုလေးဆုံးသက်လိုက်ပါရနော်ဟုတ်ကဲ့အစားဆုံးကြည့်ပြီးတဲ့မြို့ပြည်သူရောက်စတဲ့ထူဝဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အကြက်ဖက်မင်းအောင်လိုင်းစစ်ပေးရနေကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ